ကန်တွေကလည်းမွေးကြတယ်ဥစ္စာတွေကလည်းမွေးကြတယ်ကန်တွေမွေးတော့ဥစ္စာတွေကလည်းမွေးအဲ့တော့အတိညာနေပါ မွေးမှာဆိုလို့ဤစင်နဲ့အမြအမုန်းခံပြီးပြောတာနော်ကန်မွေးဥစ္စာမွေးတိုင်းညာမမွေးရစေဖို့ညာမွေးတော့လေစင်းရဲတကစင်းရဲတဲ့မှာအတိညာပညာစင်းရဲတာဟာအဆိုးဆုံးပဲတိလား ကျွန်တော်တို့တိုင်းပြည်မှာအဲ့အသိဉာဏ်ပညာဆင်းရဲတဲ့သူတွေအများကြီးပဲတိုးတက်အောင်လည်းမလုပ်ကြအောင်စာလည်းမဖတ်ဘူးလေလည်းမလေ့လာဘူးเนาะကောင်းတဲ့စကားပြောရင်လည်းမနာယူနိုင်ဘူးသိလားနော်မကောင်းမှုမှာအရင်ပျော်မွေ့တယ်လူတယောက်ကိုမုန်းတယ်မုန်းတယ်ဆိုအဲ့လူဘာလုပ်လို့မရဘူးမုန်းမယ်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 လူတယောက်ကိုချစ်တယ်ဘလို့မဟုတ်တာလုပ်နေနေချစ်တယ်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 အဲ့ဒါ အဲ့ဒါအတိညာဉ်မွဲကြတာလို့ခေါ်တယ်အတိညာဉ်နေမွဲတော့စဉ်းစားဆင်ခြင်တော့ဉာဏ်နေအားနေသွားကြတာအဲ့တော့ကျမတို့ကခွဲချမ်းစိတ်ပြသိနိုင်ရမယ်ဒီလူတယောက်ကိုကိုကသဘောမကျအောင်ဘယ်အပိုင်းကိုသဘောမကျတာလဲဒါကတော့သူပြောတာမှားတယ်မကြိုက်ဘူးဒါကတော့သူပြောတာမှန်တယ်ထောက်ခံနိုင်ရမယ်အဲ့ဒါမှမှားတာနဲ့မှန်တာကိုခွဲချမ်းစိတ်ဖြာနိုင်စွမ်းရှိတဲ့စင်ញင်တုံတရားရှိတဲ့အသိဉာဏ်ပြေဝတဲ့သူတွေလို့ခေါ်တာ။ ကျမမုံနဲ့ကျမဘာပြောပြောအကံပြောမယ်ကျမဘာပြောပြောဆင်းမယ်ကျမဘာလုံးလုံးမကောင်းမြင်မယ်ဆိုရင်အဲ့ဒါဆိုရင်အတိညာပိတ်သွားပြီလို့ခေါ်တယ်အဲ့တော့ကျမမုံနဲ့ okay ကျမမှန်တာပြောရင်မှန်တယ်လို့ဒါအုံနောက်ကတိရမယ်ကျမမုံတာတတ်တတ်ဟုတ်တယ်ဒါ तू ပြောတာမှန်တယ် तू ရောမကြိုက်ဘူး तू ပြောတာမှန်တယ်ဟာ तू ပြောတာမှားတယ်ကျမအရန်ချစ်တယ်ဒါပေမဲ့ကျမပြောတာမှားနေတယ်ဟုတ်တယ်သူ့ကိုတော့ချစ်တယ်ဒါပေမဲ့သူဒါပြောတာတော့မှားနေတယ်ဒါလိုတော့မဖြစ်သင့်ဘူး ဒီလိုဖြစ်ရမယ်မဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်ကလူတွေကအဲ့လိုမဟုတ်ဘူးလူတွေကကိုမုန်းနေဆိုဘာအနေနဲ့အကုန်လုံးကိုမကောင်းပြောမကုန်အကုန်လုံးကိုဟာဆဲမယ်ဆိုမယ်ပလိမ့်မယ်အဲ့တော့ကံနေလဲမွေးတယ်ဥစ္စာတွေလဲမွေးတယ်ညံနေပါမမွေးပါနဲ့အစင်းတရေတကအစင်းရဲဆုံးထဲမှာ ဉာဏ်ပညာဆင်းရဲတာဟာအဆိုးဆုံးပဲအဲ့တော့အဆိုးဆုံးဆင်းရဲမှုတွေမှာကိုမပါဖို့လိုတယ်နော်ဒါကြောင့်မလို့လေစာအုပ်စာပေတွေဖတ်ပါသူတော်ကောင်းစကားတွေကိုကြားနာပါသူတော်ကောင်းစကားတွေကိုနာယူပါနော်သူတော်ကောင်းစကားတွေကိုနာယူပြီးတော့မှစာအုပ်စာပေလူမိတ်ဆွေစာအုပ်တွေတွေကနေဘဝရဲ့ဘဝတုတ္တတွေကိုရရင်စာအုပ်တွေတွေကနေစင်ញနှုံတရားတွေကိုရရင်စာအုပ်တွေတွေကနေသင်္ကန်းစာတွေကိုရရင်ကျမဆိုကျမသားအောင်အမြဲတမ်းပြောတယ်စာဖတ်စာဖတ်ဘာဖြစ်လို့စာဖတ်ခိုင်းလဲသိလားနော်အဲ့တော့ ကိုကအသက်20မှာ အသက်40ကျော်စာရေးဆရာတယောက်ကရေးထားတဲ့စာကိုဖတ်ရင်အနှစ်40ရဲ့အတွေ့အကြုံဗဟုသုတတွေကိုအသက်20နဲ့ရလိုက်တာအသက်60အရွယ်စာရေးဆရာတယောက်ရဲ့ဘဝရဲ့အတွေ့အကြုံတွေကိုရေးထားတဲ့စာကိုဖတ်ရလို့ရှိလို့ရှိရင် ကိုက အသက်20နဲ့အနှစ်60ကြာအနှစ်60စာအသိပညာဗဟုသုတတွေကိုကရှာမိနိုင်တာဒါကြောင့်မလို့စာဖတ်ရမယ် ်နော်စာဖတ်ရမယ်စာဆိုတာမှလည်းယတစာပြီးသူတစာပြီးအကုန်လုံးစာတွေကိုဖတ်ရမယ်ယတစာပြီးတွေလည်းဖတ်ဖို့လိုတယ်ဒါမှမေတ္တာတရားတွေအစင်နာတရားတွေချစ်ချင်းမေတ္တာတွေကိုလည်းဒါမှသာလင်ကိုကဒီယတစာပြီးတွေကနေသိမယ်သူတစာပြီးတွေကိုလည်းဖတ်ရမယ်ဒါမှသာလင်ဘဝတုဒအတိပညာတွေကိုသိမယ်ဘဝတုဒအတိပညာတွေကြီးပဲသိပြီးတော့မှအာကျွန်မတို့ကယတစာပြီးတွေကိုမဖတ်ထားတော့ချစ်ချင်းမေတ္တာတွေဟာတွေကိုမခံစားတတ်ရင်လည်းမဖြစ်သေးဘူးအဲ့တော့ဓမ္မစာပြီးတွေကိုဖတ်တဲ့အချိန်တွေကြာရင်လည်းအရင် န်းကြီးပဲဒီဓမ္မတွေပဲကြီးပဲအရန်ရောက်သွားရင်လဲကျမတို့ကပုထုဇဉ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါလည်းမဖြစ်သေးဘူးမြတာအောင်လို့သူတစာပေညတာစာပေကျမခုနပြောတဲ့ဓမ္မစာပေတွေဖတ်ရမယ်နော်ဆိုတော့စာအုပ်စာပေလူမိတ်ဆွေဘဝရဲ့အတိတွေဘဝရဲ့အတွေ့အကြုံတွေဟာစာအုပ်တွေတည်းကနေရတာဒါကြောင့်စာဖတ်ရမယ် ကျမစာရန်ဖတ်တဲ့သူစာရီဖတ်ပြီးတော့မှကျမရတဲ့ဘဟုတုတ္တရီအတွေးမြင်နေအတွေးခေါ်တွေကိုအမြင်နဲ့ဒါပြည်သူတွေကိုမျှဝေပေးတာကျမကိုချစ်ပါစီတော့ရေလို့ကျမဘယ်တော့မှမလုပ်ခဲ့ဘူးကျမကိုကျမဘယ်တော့မှ promotion မဆင်းခဲ့ဘူးကျမကိုကျမဘယ်တော့မှဖုံးတော်မဖဲခဲ့ဘူးရီကမောကလည်းပြောတာကလွဲလို့ခါတလေကြရင်ကျမစည်နာလွန်တာเนาะဟာကျမတို့တိုင်းပြည်ကလူတွေကို အားမလို့အားမရဖြစ်တယ်နော်အဟာအရန်တီစေခြင်းနဲ့ဟာအလင်ခံနေရတာတွေဟာဘာဖြစ်လို့အလင်ခံနေရတယ်ဒါတွေဒါလေးကိုဘလို့ဖြစ်ရတာလဲဆိုရင်ဟာမျိုးလေးတွေဒါကြောင့်မလို့ကျမလုံနိုင်စွမ်းရှိတဲ့အချိန်ကျမပြောနိုင်စွမ်းရှိတဲ့အချိန်မှာကျမချစ်ချင်းမုန်းညင်းတွေကိုဂယုမဆိုင်ဘဲနဲ့ပြောတာဟုတ်ပြီလားနော်အဲ့တော့ကန်ဒီမွဲလို့ဥစ္စာတွေမွဲလို့ညံနေပါမမွဲသွားစေနဲ့အစင်းရဲတကအစင်းရဲဇုံနေမှာအတိညာပညာစင်းရဲတာဟာအဆိုးဆုံးပဲ ထဲမှာကိုမပါစေနဲ့เนาะအဲ့တော့တချို့ကလည်းနေရာတကာပါတယ်လေတူတီတူတက်နည်းနည်းပြောတယ်မလားကျွန်မပြောမယ်လေကျွန်မတို့ကကိုအလုပ်ကိုလှုပ်ရှားရင်းနဲ့လူတိထင်ရှားလေးဖြစ်လာတယ်ဆိုရင်ပြည်သူတွေအများကပြောကြတဲ့စကားလုံးလေးတွေကိုစားပြောပေးတာเนาะဆိုတော့ နေရာတကာပါတယ်ဆိုတော့လေ social influencer ပါဆိုမှပဲဒီရတော့ပေါ့ပေါ့နော်ဆရာနေရာတကာပါမှာပေါ့အဲ့တော့ဘလောက်ပဲအကောင့်နေပြောပေးပေးနော်ဘလောက်ပဲဘဟုတုဒ္ဒရာစရာတွေပြောပေးပေးဘလောက်ပဲအလိမ့်မခံရဖို့အညာမခံရတွေပြောပေးပေးမကောင်းမြင်တဲ့သူကလည်းမကောင်းကိုမြင်တာ ဘာနေနေမကောင်းမြင်မှာ तू อ่ะဘလို့မှလုပ်လို့မရအောင်เนาะဘာနေနေမကောင်းမြင်မှာအဲ့တော့ဒီခါတလေကြတော့လဲအဲ့ဓာတွေကိုလိုက်ပြီးတော့မှခေါင်းနဲ့ထည့်ပြီးတော့မှစဉ်းစားပြီးတော့မှ လုံနေကိုကိစ္စတွေနှောင့်နေတယ်เนาะအရှိကိုမရောက်တော့ဘူးဟုတ်တယ်လားအချိန်နေလဲကုန်တယ်အချိန်နေလဲပုတ်တယ်ကျမတော့ဘလို့နေထိုင်နေဆိုရင်ကိုလှုပ်တင်လှုပ်တိုက်တာကိုပြောတင်ပြောတိုက်တာအဲကိုရဲ့အလုပ်ကိုအကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်เนาะကျမစီးပွားရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်လူမှုရေးနဲ့ပတ်သက်ရင်ပဲဖြစ်ဖြစ်ကျမဘဟုတုတပညာရှာမိတာပဲဖြစ်ဖြစ်ကျမအကောင်းဆုံးကြိုးစားတယ်ကျမလုံနိုင်စွမ်းရှိတဲ့တဲ့ကနေပြီးတော့မှကျမအကောင်းဆုံးလုပ်တယ်ဒီနေ့ဒီနေ့ကိုမနေ့ပြန် ိုတပတ်ခါကိုပေါ့နော်အဲ့တော့မနစ်ကနဲ့ကိုဒီနှစ်ကိုပေါ့နော်အဲ့တော့နောက်နှစ်လာမယ်ကိုပေါ့အဲ့တော့ကိုနဲ့ကိုနဲ့ပြိုင်ရတာတောင်မှလေအချိန်တွေကမနောက်ဘူးအဲ့တော့သူများတွေနဲ့ပြိုင်ဖို့လည်းအချိန်မရှိသလိုသူများတွေပြောသမျှတွေကိုလိုက်ခံစားဖို့လည်းကျွန်မမှာအချိန်ရှိဘူးအဲ့တော့ကိုနဲ့ကိုနဲ့တောင်မှလေ အချိန်မလောက်ဘူး။အော်ငါငါလူတွေကိုဘာပြောပြရအောင်မလဲ။အော်ငါလူတွေကိုဒါလေးကတော့ပြောဖို့လိုအပ်သေးတယ်။အော်ငါလူတွေကိုဒါပြောဖို့အတွက်ကိုငါကအချက်လက်တွေကိုကအရင်ဆုံးရှာရအောင်မယ်။ကိုကအရင်ဆုံးစာတွေဖတ်ရအောင်မယ်နော်။ကိုကအရင်ဆုံးလေ့လာအောင်မယ်။အော်ငါလူတွေကတော့ငါဒါလေးသိစေချင်လိုက်တာပေါ့နော်။ဒီလိုစိတ်မျိုးနဲ့လေ့လာရသေးတယ်၊စီးပွားသေးတယ်၊ဖတ်မှတ်သေးတယ်၊ပြီးရင်ပြန်ပြီးတော့မှမျှဝေရသေးတယ်။သိလား။အဲ့တော့လေကြိုက်တဲ့သူတွေကြိုက်တယ်လို့ပြောကိုဟာနဲ့ကိုကိုအချိန်မလောက်ဘူး။ เนาะအချိန်မလောက်ဘူးအဲ့တော့လေကြိုက်တဲ့သူလည်းရှိမယ်မကြိုက်တဲ့သူလည်းရှိမယ်အဲ့တော့မကြိုက်တဲ့သူအစင်မပြေတဲ့သူတွေကကြော်သွားကြိုက်တဲ့သူတွေသဘောကျတဲ့သူတွေကကြီးလိမ့်မယ်ဟုတ်တယ်လားเนาะအဲ့တော့ဟိုလူတိုင်းကကြိုက်ပါစီတော့ရေလို့ဆိုပြီးတော့မှကျမလူတိုင်းချစ်အောင်လို့လုပ်နေတဲ့သူလည်းမဟုတ်ဟုတ်တယ်လား follower တွေရှာပြီးတော့မှ follower တွေစုပြီးတော့မှလုပ်နေတဲ့သူလည်းမဟုတ် เนาะအာတခါလဲ react တွေရပြီးတော့မှ monetization တွေစားနေတဲ့သူလဲမဟုတ်เนาะကျမရဲ့ဝါသနာ ကျမရဲ့စေတနာကျမရဲ့မြေတာအရာကျမကပြောဆိုလုတ်ကင်နေတာကျမစီးပွားကိုလဲတစ်ဖက်ကလုံရင်တစ်ဖက်ကလည်းဒါအာပြည်သူအကျိုးပြုပေါ့เนาะကျမတို့ကဟိုအသိပညာဘ ഹു ဒုတာနဲ့ဒါအကျိုးပြုတဲ့ဟာပေါ့เนาะမသိတဲ့သူတွေသိအောင်เนาะအာမသိလိုက်လို့မဖြစ်ရလားလင်းအောင်ကိုတိတဲ့နေပယ်ကနေပြီးတော့မှဒီလိုမျိုးလေး အဲတခါတလေကြာရင်ပြောဆိုဝေဖန်ထောက်ပြတာလေးတွေလည်းရှိတာပေါ့နော်တခါတလေကြာလို့ရှိရင်လည်းနားမလည်တာလေးတွေရှင်းပြတာလေးတွေလည်းရှိတာပေါ့ဟုတ်တယ်လားနော်ဆိုတော့ဒါပေမဲ့ကျမက public man နေအကုန်လုံးဖွင့်ထားတယ်မကျေနပ်ရင်မကျေနပ်တဲ့အကြောင်းကျမလာပြောလို့ရတယ်မကြိုက်ရင်မကြိုက်တဲ့အကြောင်းကျမကိုလာဆင်းလို့ရတယ်ဟုတ်တယ်လားကျမကမန့်ပိတ်ထားတဲ့သူမဟုတ်ကျမ public man ဖွင့်ထားတယ် page နှစ်ခုလုံး public man ဖွင့်ထားတယ်နော် ်ဆိုတဲ့ခါကြတော့လေအဲ့တော့မကြိုက်ရင်ကြော်သွားကြိုက်ရင်ကြည့်ဟုတ်ပြီလားမလွန်အပ်ရင်ဖယ်လိုက်လွန်အပ်ရင်ယူเนาะကျမလည်းတရားရဂိုင်တော့ perfect ဖြစ်နေတဲ့သူတော့မဟုတ်ဘူး ကျမမှလည်းလိုအပ်ချက်တွေရှိတယ်အဲ့တော့မနီယာအယ်မွန်သင်းနဲ့ဒီနေ့အယ်မွန်သင်းကပို့ပြီးတော့မှကောင်းအောင်ကြိုးစားနေတယ်ဒီနေ့အယ်မွန်သင်းနဲ့မနေ့ပြန်အယ်မွန်သင်းကပို့ကောင်းအောင်လို့ကြိုးစားမယ်ဟုတ်တယ်နော်အဲ့တော့မနေ့ကအယ်မွန်သင်းထက်ဒီနေ့အယ်မွန်သင်းကပို့ကောင်းအောင်ကြိုးစားခဲ့တယ်အခုအယ်မွန်သင်းထက်နောက်နှစ်လာမယ့်အယ်မွန်သင်းကဒီထက်ပို့ပြီးတော့မှအရေးသွေးတွေအရေးချင်းတွေပို့ပြီးတော့မှပြည့်စုံအောင်လို့စူးစမ်းမယ်เนาะအဲ့တော့မနေ့ပြန်နေဒီနေ့နဲ့တော့မတူအောင်စူးစမ်းနေတယ်ဒီနေ့နဲ့ အဲမမနီယာနေလဲမတူအောင်ကျမကစူးစမ်းနေတယ်เนาะလိုအပ်ချက်တွေရှိရင်လဲနားလဲပြီးကျမကလည်းတရားရဂိုင်းလုံးပြည့်စုံနေတဲ့သူတော့မဟုတ်ဘူးအကောင်းဆုံးဖြစ်အောင်စူးစမ်းနေတဲ့သူတယောက်ပဲဖြစ်တယ်เนาะတီးတဲ့လောက်ကိုအရာရာကိုတိနေတာလားဆိုတော့အရာရာကိုတိနေတာမဟုတ်ဘူးကျမမတိတဲ့အရာတွေလည်းအများကြီးရှိနေကျမမတိတာတွေကိုတင်ယူရင်ကျမတိနေတာတွေကိုမျှဝေပေးတဲ့လူတယောက်ပဲဖြစ်တယ်เนาะအဲ့တော့အလိုမကျတာလေးလည်းရှိမယ်အလိုကျတာတွေလည်းရှိမယ်ဟုတ်တယ်เนาะဒါပေမဲ့အာ အကောင်လုံးကိုရောပြီးတော့မှစဉ်းစားလိုက်မယ်ဆိုရင်တော့ကောင်းတဲ့ဘက်ကပိုများမယ်လို့ကျမကထင်ပါတယ်เนาะအဲ့တော့ကျမကိုခြုံငုံပြီးတော့မှတုံးတက်လိုက်တယ်ဆိုရင်လက်ခံလို့ရတာနဲ့လက်မခံလို့ရတာနဲ့ဆိုလို့ရှိရင်ကျမကလက်ခံလို့ရတဲ့အပိုင်းမှာပိုများလိမ့်မယ်လို့ကျမကမျှော်လင့်ပါတယ်เนาะအဲ့တော့ကောင်းတာတွေနဲ့မကောင်းတာတွေနဲ့ရှင်လိုက်လို့ရှိရင်လည်းအလေးချိန်တင်ချိန်လိုက်လို့ရှိရင်လည်းကျမရဲ့ဖြစ်စဉ်ကျမရဲ့ဖြစ်ရက်ကျမရဲ့ရက်တည်မှုကျမရဲ့နေထိုင်မှုကောင်းတာတွေမကောင်းတာတွေကိုချိန်ထိုးလိုက်ရင်ကောင်းတဲ့ဘက်ကအလေးတာမယ်လို့မျှော်လင့်ပါတယ်ဒါကတော့ပုထုဇဉ်ဖြစ်တဲ့အတွက်ကြောင့်မလို့လိုအပ်ချက် ည်းလည်းရှိမယ်မားတာတွေလည်းရှိမယ်ဟုတ်တယ်လားအစင်မပြေတာတွေလည်းရှိမယ်အဲ့တော့လိုအပ်တာလေးတွေကိုယူမလိုအပ်တာလေးတွေကိုဖယ်အကျိုးရှိရင်နားထောင်လိုက်အကျိုးမရှိရင်ကြော်သွားလိုက်ဟုတ်ပြီနော်ဒါကတော့ကျမတက်နိုင်တာဒါပဲနော်တစ်ဖက်ကလည်းကျမစီးပွားကျမအလုံးလုံးရင်တစ်ဖက်ကလည်းကျမပြည်သူအကျိုးပြုနိုင်ငံအကျိုးပြုကျမတစ်ဖက်တလန်းကနေပြီးတော့မှစောင်းရွက်ရင်ကျမဒီလိုနေထိုင်ပါတယ်စိုက်လို့လည်းရတယ်မစိုက်လို့လည်းရတယ်ချစ်ပါစေတော့ရဲ့လို့မရှိပါဘူးနော်ချစ်ရင်တော့ပို့သဘောကျတာပေါ့နော်